Android phone နဲ့ PS3 wireless controller နဲ့ချိတ်ဆက်မယ်ဆိုရင်ဘယ်လိုချိတ်ဆက်ရမလဲ။အဲတော့ကိုယ့်ရဲ့ဖုန်းရဲ့ Bluetooth setting တွေကိုတွားလိုက်မယ်။အဲတော့ဖုန်းကတော့ Bluetooth ဖွင့်ပြီးပါပြီ။ PS3 wireless controller ကိုကြာတော့ဘယ်လို Bluetooth ဖွင့်မလဲ။နီးလန်းလေးကတော့ တရီဂန်ကလောက်ရဲ့သူ့ရဲ့ပါဝါကလောက်ရဲ့ကိုပြိုင်ဖိပေးလိုက်ပါမယ်။ဒါဆိုရင်သူ့ရဲ့အင်ဒီကေတာမီးကနံပါတ်1နဲ့နံပါတ်4မှာမိတ်တုံမိတ်တုံလင်းနေပါမယ်။အဲ့လိုဆိုရင် Bluetooth ဖွင့်နေပါပြီ။ဒါဆိုဖုန်းရဲ့ Bluetooth ဘောက် Bluetooth ဘောက်ထဲမှာ H ဘောက် Wallet Controller ဆိုပြီးတွေ့ရပါတယ်။အဲ့ဒီကောင်လေးကိုကျွန်တော်တို့ကပဲလုပ်လိုက်မယ်ဆိုရင် PS3 Wallet Controller ရဲ့ mini 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 1နဲ့4အငိမ့်နေသွားမယ်ဒါဆိုရင်တော့ဖုန်းနဲ့ PS3 controller နဲ့ကချိတ်ဆက်သွားပါပြီအဲ့တော့ဖုန်းကြီးထဲမှာဆိုရင်တော့ Android game ကြီး ကတော့ဆော့လို့ရမှာမဟုတ်ဘူး PSV wireless controller က controller gain နေမှာဆော့ရဥပမာ PPSSPB emulator နဲ့ဆော့ရ PSP gain နေ Ada SA2 emulator နဲ့ဆော့ရ PS2 gain နဲ့ EBSA emulator နဲ့ဆော့ရ PS1 gain စသဖြင့် emulator နဲ့ဆော့ရ emulator gain controller gain နဲ့များကို PSV controller နဲ့ဆော့လို့ရပါတယ် game နဲ့ဝင်လိုက်တာနဲ့ plug and play ဆော့လို့ရဖို့ကြတော့ emulator နဲ့တက်ဆိုင်တယ်အခုလို PPSSPP emulator နဲ့ဆော့ရဲ PSP game တွေဆိုတော့ဘာ control မှာချိန်ရမှာပဲနဲ့ plug and play ဆော့လို့ရပါတယ်ဒီကမှာတော့ Ida S8 emulator နဲ့ PS2 game တွေကိုအဲ PS3 controller နဲ့ချိတ်ဆက်ပြီးတော့ဆော့ကစားတဲ့နည်းလမ်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်။ game တွေကိုရောက်သွားပြီဆိုတော့ ਨੇ controller ကလုံးဝအလုပ်မလုပ်ပါဘူး။အဲ့တော့ ကျွန်တော်ခုနပြောသလိုပဲ emulator နဲ့ဆိုင်နေ ADA စိတ်တူ emulator ဆိုရင်သူ့ရဲ့ setting တွေက controller setting တွေက control port ဝင်မှာ automatic key မပင်ဘူး xbox wallet controller ကိုရွေးချယ်ပေးလိုက်မယ်ဆိုရင် ps3 controller က ADA စိတ်တူ emulator နဲ့ချိတ်ဆက်သွားပါပြီ